ဟယ်လိုအားလုံးပဲမင်္ဂလာပါအာ sport channel ရဲ့ facebook page နဲ့ youtube channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ခမန်းပေး channel ပွဲစဉ်တစ်ပွဲရတော့ premier league ပွဲစဉ်ကိုဖြစ်တဲ့ chelsea နဲ့ sunderland တို့ရဲ့ပွဲစဉ်ဖြစ်တဲ့မြန်မာစံတော်ချိန်၈နာရီခွဲအာထိုင်းစံတော်ချိန်၉နာရီမလေးစံတော်ချိန်၁၀နာရီမှာကစားမယ်ဒီပွဲစဉ်တစ်ပွဲကျွန်တော်ဒီ chelsea နဲ့ sunderland တို့ရဲ့ပွဲစဉ်တစ်ပွဲကျွန်တော်ခမန်းတုံးတပေးချင်ပါတယ်အာဒီပွဲကိုကျွန်တော်အရင်ဆုံးကျွန်တော်ဒီနောက်ဆုံးတွေ့ဆုံမှု ဟပ်တူဟပ်ကျွန်တော်လေ့လာရမှဆိုရင်ဒီ Chelsea က9ပွဲမှာ Chelsea က4ပွဲနိုင်ထားတယ်ဆန်ဒလန်1ပွဲနိုင်ထားတယ်နောက်ဆုံးပြည့်စုံမှုမှာ Chelsea က Chelsea အသားစီးရထားကျွန်တော်တွေ့ရတယ်ပြီးလို့ရှိရင်ဒီဆန်ဒလန်ကနောက်ဆုံး9ပွဲသူတို့ရဲ့ဒီနောက်ဆုံး9ပွဲမှာက2ပွဲနိုင်တယ်2ပွဲသေးတယ်1ပွဲရှုံးတယ် Chelsea ကတော့ဒီသူတို့ရဲ့နောက်ဆုံး9ပွဲမှာ9ပွဲမှာ2ပွဲပဲရှုံးထားတယ်4ပွဲနိုင်ထားတယ် Chelsea ကလည်းခုနောက်ပိုင်းမှာတကယ်တင်းမွားကောင်းလာတဲ့အတင်းတင်းဖြစ်တယ်ဒီသူတို့ရဲ့ဒီဟန်ချက်ကိုထိန်းနိုင်ပြီးမှတကယ်9ပွဲတွေကို အာဆီးဆက်နေတဲ့အတင်းတန်းဖြစ်တဲ့အားကြောင့်ကျွန်တော်ဒီဘက်မှာလည်းကြီးကောက်မယ်ဒါပေမဲ့ Chelsea အင်္ဂွန်ကကျွန်တော်အာတခုတတိထားမှာ Chelsea ရဲ့အင်္ဂွန်ဖြစ်တဲ့ဒီဘက်ကအဲဆိုတော့ Chelsea ရဲ့ဒီဘက်လည်းအတားစီရထားမှာနိုင်ပွဲကိုဆက်လက်ရယူသွားမယ်လို့ကျွန်တော်တော့ထင်တယ်ဒီဘက်မှာလည်းဒီ Chelsea ကကျွန်တော်ပြောစရာမလိုဘူးသူတို့မှဒီလူရင်အာအပြည့်ရှိတယ် ကွန်လေဆေးနောက်လေအပြည့်ရှိတယ်ဆိုတော့ဒီ Chelsea မှာသူကြိုက်တဲ့လူရင်အနဲ့ကြိုက်တဲ့လူစင်းနဲ့သူထွက်လို့ရတယ်အာအကုန်လုံးကဒီလူငယ်ကစားမားတွေကြီးပဲအကုန်လုံးအင်အားအပြည့်ရှိတယ်ဆိုတော့ Chelsea ကဒီဘက်မှာလည်းဆက်လက်ပြီးမနိုင်ဘွဲရသွားမယ်လို့ကျွန်တော်ထင်တယ်အာဘောလုံးချစ်ပရိတ်တဲ့အနေနဲ့ကျွန်တော်ဆက်လက်ပြီးမှကျွန်တော်စောင့်ကြည့်ဖို့အရန်ကောင်းတဲ့ပွဲစဉ်တွေပဲဖြစ်တယ်အာကျွန်တော်ကျွန်တော်တို့ Chelsea ကဒီပြီးခဲ့တဲ့ဘွဲတုန်းကလည်းဒီကျွန်တော်ခမန့်ပေးတဲ့ ကတ်နိုင်မယ်လို့ထင်တာတကယ်တည်းသူတကယ်ခြေစွန်းပြတယ်ချက်စီကအရင်အခုနောက်ပိုင်းမှာတကယ်တိမှုကကောင်းလာတယ်တကယ်ဟိုအပွဲတစ်ပွဲကိုဖြူစီကစားလာကျွန်တော်တွေ့ရတယ်အဲ့ဆိုတော့ဒီဒီပွဲမှာလည်းဆန်တလန်လည်းတိမှုကကောင်းတယ်ဒါပေမဲ့တို့လည်းဒီတန်တဲ့အတင်းထဲမှာဆန်တလန်လည်းကောင်းတဲ့ဒီတိမှုကကောင်းတဲ့အတင်းတင်းပဲဒါပေမဲ့ချက်စီရဲ့ကစားမှာစုဖက်မှုနဲ့ဆန်တလန်ရဲ့ကစားမှာစုဖက်မှုကကျတော့မတူဘယ်လိုပြောမလဲဟိုအများကြီးကွာဟမှုရှိတယ်ဒါဒီ အဲ့ဒါကြောင့်ဒီပွဲမှာလည်း Chelsea ကပဲဆက်လက်ပြီးမှနိုင်ပွဲကိုဖော်ဆောင်သွားမယ်လို့ကျွန်တော်မြင်တယ်။အဲ့ဒါကြောင့်ဒီပွဲမှာလည်း Chelsea ရဲ့တိုက်စစ်ကိုဆန်နလာနောက်တန်းရမင်းကိုဆက်ပြီးမခံနိုင်ဘူးလို့ကျွန်တော်ထင်တယ်။အဲ့ဆိုတော့ဒီပွဲမှာလည်း Chelsea ကပဲ3-1မလို့စင်တော့အာ3-0လောက်နဲ့နိုင်သွားမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဒီပွဲမှာအဲ့လိုကျွန်တော်ပွဲကပြီးဆုံးသွားတော့ကျွန်တော်တို့ထင်တယ်။အဲ့ဆိုတော့ကျွန်တော်ဒီ Chelsea breakdown နေနဲ့လည်းကျွန်တော်ရဲ့ video အောက်မှာ comment မှာပွဲဟိုဒီပွဲ အဒီဘက်ကဘလောက်နဲ့ပြီးသွားမလဲဆိုတော့ကိုရက်လက်တည်းကျွန်တော်ခမှတ်လို့ရပါတယ်ဘောလုံးချစ်ပရိသတ်ဒီအားလုံးလည်းဒီဘက်ကိုကျွန်တော်လေ့လာစောင့်ကြည့်လို့ရပါတယ်ဆိုတာအရာကိုကျွန်တော်ပြောကြချင်ပါတယ်အာကျွန်တော်ရပွဲကြိုးတွန်းတာချက်လေးကိုဒီမှာပဲအဆုံးသတ်ပြစေအားလုံးကိုကျေးဇူးတင်ပါတယ်